အာရခတက်တော် AA တင်ပိုက်ထားတဲ့ရခိုင်ပြည်ကိုအကြမ်းဖက်မြန်မာစစ်တပ်က drone 400ကျော်ပါဝင်တဲ့တိုင်းငံ့မင်းစစ်စင်ရေးနဲ့တိုက်ခိုက်တင်ပိုက်တော့မှာဖြစ်တယ်လို့စစ်တပ် lobby တယောက်ကရုတ်တံဖိုင်နဲ့ဝါရဖြန့်ချင်းချောက်လာပါတယ်။ဒီရုတ်တံဖိုင်ထဲမှာမြန်မာတပ်မတော် drone တပ်ဖွဲ့ရဲ့စွမ်းရည်ကိုတွေ့ရတော့မှာဖြစ်ကြောင်းတပ်မတော်သားရုရှားပြန် drone ပညာရှင်တွေနဲ့ပြည်တွင်း drone ပညာရှင်တွေ စုစည်းဖွဲ့စည်းထားတဲ့ drone ပညာရှင်အဖွဲ့ကတိုက်ခိုက်မယ်လို့ပြောပါတယ်။ အဲ့ဒီ drone ပညာရှင်440ပါဝင်တဲ့တက်မတော်အထူး drone တက်ရင်ကတိုင်းငယ်မင်းစစ်စင်ရေးနဲ့ရခိုင်ပြည်သိန်းစစ်စင်ရေးကိုတိုက်ခိုက်သိမ်းပိုက်တော့မယ်လို့သူကဝါရဖြန့်ချိန်ချောက်လာတာပါဒီစစ်စင်ရေးမှာစစ်လက်နက်ဘုံးသီးတွေတပ်ဆင်ထားတဲ့ရုရှားလုပ် drone ပေါင်း400ကျော်ပါဝင်တယ်လို့យေတာထားပါတယ် အမည်မဖော်လိုတဲ့ရခိုင်စစ်ရေးလေလာတုံးသက်သူတအူကတော့စစ်ရေးအစီအစဉ်တွေကိုအကြမ်းဖက်မြန်မာစစ်တပ်ကအခုလိုမျိုးထုတ်လွှင့်တာမရှိတဲ့အတွက်ဒီရုပ်တံဖိုင်မှာစစ်ကော်မရှင်ရဲ့စစ်ရေးအစီအစဉ်ထက်စစ်တပ် lobby တယောက်ရဲ့ဝါဒဖြန့်မှုတတ်တတ်တာဖြစ်နိုင်ပေမဲ့တတိထားတဲ့နယ်လို့တုံးသက်ထားပါရဲ့ရှင်။